င်္ဂလာပါဒီချက်တီနာဖြစ်ပါတယ်ဒီချက်တီနေ့သင်မှာ grade 12 maths ရဲ့ chapter 3လေး analytical solid geometry အပိုင်းမှာ exercise 3.4လေးတွက်နေတာခုနံပါတ်2လေးရောက်ပြီပေါ့နော်အဲ့တော့နံပါတ်2လေးကိုကြည့်မယ်မေးခွန်းက find the equation of the line passing through မေးတာလေးကိုကြည့်နော် equation of the line အဲ့တော့ဒီမှာမရောစေနဲ့နော်၃မျိုးရှိတာဖြစ်တဲ့အတွက် line အတွက်လား plane အတွက်လားနောက်မှာ sphere လာဦးမှာဖြစ်တဲ့အတွက် sphere အတွက်လားဆိုတာလေးကိုသိချကြည့်အခုက equation of the line line ရဲ့ equation ကိုရှာပါတဲ့အဲ့ဒီ line ဟာတဲ့ passing through the point နဲ့ passing through ဖြတ်သွားတယ်တဲ့ဒီအမှတ်ကိုဖြတ်သွားတယ်နော် အဲ့ဒီအမှတ်ကိုဖြတ်သွားတဲ့ line တစ်ချောင်းရဲ့ equation ကိုရှာတဲ့ပြီးအဲ့ဒီဖြတ်လာတဲ့ line ဟာဒီအမှတ်ကိုဖြတ်လာတဲ့မြင်းချောင်းလေး line လေးဟာတဲ့ and perpendicular ဘာဖြစ်နေလဲတောင်းမှတ်ကြနေတယ်တဲ့ true the plane ဘေဘော်ကိုလည်းဘင်းညီပေါ်ကိုတောင်းမှတ်ကြနေတယ်အဲ့တော့ဘင်းညီ equation လေးပေးထားတယ်ဒါဆိုရင်ဒီချက်တို့မှာရှိမှာကဘင်းညီတစ်ခုရှိမယ် line တစ်ခုရှိမယ်ဆိုတော့ဘင်းညီရဲ့ equation ပေးထားတာဖြစ်တဲ့အတွက် minus 2x နော် plus 3y minus z equal to 4 ဒါက plane equation အဲ့ဒီ plane ပေါ်ကိုတဲ့ line တစ်ချောင်းကတောင်းမှတ်ကြတယ်ဆိုတော့ဒီအမှတ်ကလေးမှာဘာဖြစ်နေမလဲတောင်းမှတ်ကြနေနော်အဲ့တော့တောင်းမှတ်ကြနေတယ်သူကအမှတ်တစ်ခုကိုဖြတ်လာမှာဆိုတဲ့အတွက်ဒီမှာဖြတ်လာတဲ့အမှတ်ကလေးကဘာလို့ဖြစ်မလဲ3 -2 -2 ဖြစ်မှာပေါ့เนาะအဲ့ဒါဆိုရင် तू လိုချင်တာကဘာလေးလဲဒီ အမှတ်ကိုဖြတ်လာပြီး plain ပေါ်ထောင်းမှကျနေတော့ဒီ line e equation ကိုရှာပါတဲ့ဒါဆိုရင်ဒီချက်တို့က line equation ဆိုရင် line equation လေးရပါတယ် line တစ်ချောင်းဟာ plain ပေါ်မှာ perpendicular ဖြစ်နေတယ်ဆိုရင် line ရဲ့ equation ဒီ x minus x1 by x minus x1 by l y minus y1 equation of the line လေး y minus y1 by m equal to z minus z1 by n ရှိတာမလားဒါဆိုရင်ဒီကျွန်တော်ရဲ့ဒီ plane အဲ့ဒါက yoyo equation เนาะ yoyo line ရဲ့ equation plane ပေါ်ကိုတောင်းပတ်ကြတဲ့ line ရဲ့ equation ကကြတော့ဘာဖြစ်သွားလဲဒီ plane ပေါ်ကိုတောင်းပတ်ကြနေတယ်ဆိုရင် plane ရဲ့ equation ဆိုတာကဘာလဲ ax + by + cz = d မလား ဒါဆိုရင်ဒီမှာရှိတဲ့ ABC ဟာအဲ့ဒီ perpendicular ဖြစ်နေတဲ့ line ရဲ့ LMN နဲ့အတူတူပဲလို့ပြောထားတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီမှာတိတဲ့ A လေးဒီဘယ်လောက်လဲ A လေးဒီ minus ခဏလေးနော် A လေးဒီဘယ်လောက်လဲဆိုတော့ minus 2နော် a က -2 b က3 c က -1 ဒါဆိုအဲ့ဒီအခု တိပီးသားဖြစ်တဲ့ -2 3 -1 ဆိုတာဒီ ABC ဟာဒီ line အတွက်ဆိုရင် LMN နဲ့အတူတူပဲเนาะဒါကြောင့်မလို့ဒီချေတို့ဒီ plane ပေါ်မှာတောင်းမှတ်ကြနေတဲ့ line ရဲ့ equation ဆိုရင် x- x1 by a y- y1 by b z- z1 by c နဲ့တွက်လို့ရတယ်လို့ပြောခဲ့တယ်เนาะအဲ့ဒါဆိုရင်ဒီချေတို့က ABC တိပီးပြီပေါ့အဲ့တော့ဘာတိဖို့လို့မလဲဆိုတော့ x1 y1 ဇဝန်တိဖို့လိုမယ်နော်ဆိုတော့တိတာချရေးမယ်ဆိုတဲ့အတွက် directive value of the line perpendicular to the plane ပေါ့နော် directive value of the line နော် line ရဲ့ directive value အဲ့ဒီ line ဟာဘာဖြစ်နေလဲ perpendicular to the plane perpendicular to the plane plane ပေါ်ကိုတောင်းမှကြနေတော့ line ရဲ့ directive value အဲ့တော့အဲ့ဒါလေးကအခုတချို့တိသွားပြီဖြစ်တဲ့အတွက် is ဘယ်လောက်လဲ -2 3 1နော်แกအဲ့ဒါကိုယူသုံးလို့ရတယ်ဆိုတဲ့အတွက် equation of the line ချရင်းမယ်ဆိုတော့ the equation of the line နော် the line is ပေါ့ is formula ka x minus x1 by a equal to y minus y1 by b equal to z minus z1 by c အဲ့တော့အဲ့ဒီမှာ point ဒီကိုက x1 y1 z1 ဒီ point တစ်ခုကိုဖြတ်လာတာဖြစ်တဲ့အတွက်အဲ့ဒီ point ဒီပါလဲ minus 3 minus 2 minus 2ဆိုတဲ့အတွက် x 3ဆိုတော့ minus 3 y a ကဒီမှာဘယ်လောက်လဲ minus 2နော် equal to y minus y1 ကဘယ်လောက်လဲ minus 2မို့လို့ plus 2 by b က3 equal to z minus z1 ကဘယ်လောက်လဲ minus 2ပဲဆိုတော့ plus 2 by c က minus 1နော်ကဲအဲ့ဒါဆိုဒါရပြီဆိုရင်ဒီချက်တော့ point လိုတာဖြစ်တဲ့အတွက် x y z ကလေးကို ရှာမယ်အဲ့တော့ xyz ရှာဖို့အတွက်ကဒီ equation သုံးခုဒီအချိုးညီနေတာဖြစ်တဲ့အတွက်ညီနေတဲ့ parameter သူ့မှာမရှိဘူးလားရှိတယ်ဘလောက်မှန်းတော့မသိဘူးဒါကြောင့်သူ့ကိုညီနေတဲ့ parameter ကိုဒီချက်က s လို့ထားလိုက်မယ်နော် parameter ဒီ s လို့ထားလိုက်ရင် x 3 by -2 ကလည်း s နဲ့ညီမယ်အဲ့ဒီကနေ x ရမယ်ပေါ့နော်ကြည့်အဲ့ဒါဆိုချက်အဲ့ဒါလေးရေးမယ်ဆိုတော့ဘယ်လိုဖြစ်သွားမလဲ x 3 minus 3 by minus 2လေးက s နဲ့ညီတယ်ဆိုတဲ့အတွက် minus 2ဟိုဘက်မြောက်မှာမို့လို့ x minus 3 equal to the minus 2 s minus 3ဟိုဘက်ပို့မှာဖြစ်တဲ့အတွက် minus 2 s plus 3ပေါ့နော် plus 3အရင်ရေးလဲရတယ်နော်3 minus 2 s လဲရတယ်တခါဒုတိယတစ်ခု y ရှာမယ်ဆိုရင် y ရှာမယ်ဆိုရင် y 2/3လေးက s နဲ့တူတယ်เนาะ y plus 2 by 3လေးက s နဲ့တူတယ်ဆိုတဲ့အတွက် y plus 2 equal to 3s y equal to 3s minus 2เนาะပြီးရင် z z အတွက်ခါကြတော့ဒီလိုမှာ z plus 2 by minus 1 z plus 2 by minus 1 equal to x ဆိုတဲ့အတွက် z plus 2 equal to the minus s เนาะဆိုတော့ z equal to the minus s minus 2ဒါဆိုရင်အခုဒီမှာတခြားလို့ရလာတယ် dx y z တန်ဖိုးလေးဒါဆို point ရပြီမလားသို့တော့ဘာတိမှရမှာလဲ s လေးတွေတိမှရမှာဖြစ်တဲ့အတွက် s ကိုရှာဖို့ကအခုတခြားလို့က perpendicular ဖြစ်နေတာဖြစ်တဲ့အတွက်ဒီအမှတ်လေးမှာစုံနေမှာ ဒါဆိုဒီ plane ပေါ်မှာ point နေ point နေ point နေရှိတဲ့ထဲကမှဒီတမှတ်ကတော့ line ရဲ့အမှတ်ရဲ့ဒီ plane ပေါ်မှာရှိတဲ့အမှတ်တမှတ်ရဲ့ဟာတူမနေဘူးလားဒီနေရာလေးမှာတူနေတယ်နော်တူနေတဲ့အတွက်အခု teacher တို့ရဲ့ရထားတဲ့ x y z လေးကနော် line on the plane ပေါ်မှာရှိတယ်နော် plane ပေါ်မှာရှိနေမှာဆိုရင်ဒီ x y set the point တူတာဖြစ်တဲ့အတွက်အခု teacher တို့ရထားတဲ့ xyz နဲ့အတူတူပဲမို့လို့ဒီမှာလာ အစားသွင်းလို့ရမယ်နားလည်လားအဲဆိုတော့ဘင်းကြီးပေါ်မှာရှိနေတဲ့အမှတ်တွေတွေကမှအခု line ကနေရထားတဲ့ xyz လေးဒီတမှတ်သွားတူနေမှာ ဖြစ်တဲ့အတွက်အဲ့ဒီ xyz နေရာမှာအစားသွင်းလို့ရမယ်เนาะဒါကြောင့်မလို့အဲ့ဒါလေးကိုစာရေးမယ်စာရေးမယ်ဆိုတော့ဘယ်လိုရေးရမလဲ if ပေါ့เนาะ if x y Saka lines on. Lines on DCD, no? Lines on, beformasile, minus 2x plus 3y minus z equal to, loud. Bien, no? Minus 2x plus 3y minus z equal to 4. ဆိုတော့ဒီ plane ပေါ်မှာအမှတ်တူမယ်တူတဲ့အတွက်ဒီ xyz နေရာမှာအခုတခြားလို့ရထားတာလေးလာတဲ့ -2 into x နေရာမှာ -2s 3 3 into y နေရာမှာ 3s 2လာတဲ့ပြီးရင် minus z z နေရာမှာဒါလာတဲ့မယ် -s -2 4 နော်ဒါကိုရှင်း s ညပါဆိုတော့ minus 2ဝင်မြောက်မယ်ဆိုတဲ့အတွက် plus 4s minus 6ပြီးရင်3လေးဝင်မြောက်မယ် plus 9s minus 6ဒီ minus ဝင်မြောက်မယ် plus s plus 2 equal to 4နော်ကဲအဲ့ဒါဆိုရင်ဒီစလိုကြည့်ရမှာက 4s ရဲ့ uh, 9 s ye s ye so 10 10 ne 4 ne so le twa 14 s no ro ba ya wa mle 14 s ya me set ji me no 14 s pi yin minus 12 no 12 ne plus 2 so 10 minus 10 go ho plus 10 so plus 14 wa no equal to 14 s equal to 1 เนาะအဲ့ဒါဆိုဒီချက်တို့က s ရသွားပြီဆိုတော့အတွက် x y z မေးခွန်းလေးဆက်ကြည့်မယ်เนาะသူရမေးခွန်းဆက်ကြည့်မယ်ဆိုတော့မေးခွန်းမှာကအခုဒီချက်တို့က equation of the line ကိုရှာပါလို့ပြောတဲ့ဟာကဒီမှာရသွားပြီဒါက equation of the လိုင်းရသွားပြီเนาะရသွားပြီသူရဲ့နောက်ကမိကွန်းဒီ find the point of intersection နဲ့ point of intersection ဆိုဖြတ်မှတ်ကိုရှာပါ line နဲ့ဘသူနဲ့ဖြတ်မှတ်လဲ plane နဲ့ရဖြတ်မှတ်ဆိုတဲ့အတွက်အခု teacher တို့ဒီမှာရှိနေတဲ့အမှတ်တီတူနေတာမဟုတ်ဘူးလားဒါကြောင့်မလို့အခု teacher တို့မှာရထားတဲ့ xyz နေရာမှာ s လေးကိုထည့်လိုက်ရင်เนาะဒီ x y z နေရာမှာ s လေးလာထည့်လိုက်ရင် xyz ဆိုတဲ့အမှတ်ရပြီ။ဒါကြောင့်မလို့ x ကိုအရင်ရှာမယ် -2s 3နော်။ x က -2 s နေရာမှာ1 3ဆိုတဲ့အတွက်1ရတယ်။ y y ကကြတော့ 3s 2ဆိုတော့3 into 1 2ဆိုတော့သူကလည်း1ရတယ်နော်ပြီးရင်နောက်တစ်ခုကြည့် နောက်တစ်ခုဇက်လေးဇက်က -s -2 ဆိုတဲ့အတွက် -1 -2 ဆိုတော့ဘယ်လောက်ရသွား -3 ဒါဆိုပွိုင်းရသွားတဲ့အတွက် the point of intersection ပေါ့နော် the point of intersection point of intersection of the line and the plane ပေါ့နော် the line မိခွန်းပြန်ကောက်လိုက်တာเนาะ the line in the play is ပေါ့เนาะသူရဲ့ point တွေဘာဖြစ်သွားမလဲ x က1 y က1 z က -3 ဆိုတဲ့အတွက်1 1 -3 လို့ရပါပြီရမလားကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီစရုံနံပါတ်3လေးစကြည့်ရအောင်เนาะ အဲ့တော့နံပါတ်3မှာက find the equation of the plane နဲ့ equation of the plane ဒါကြတော့ plane ရဲ့ equation ကိုရှာခိုင်းတာเนาะ plane equation ဆိုတာဘာဖြစ်လဲ ax by cz d ပေါ့เนาะပြီးရင်ဆက်ကြည့်မယ်เนาะ containing the point နဲ့အမှတ်တစ်ခုပါတယ် 23 minus 1အဲ့ဆိုတော့ plane တစ်ချက်ရှိမယ်အဲ့ဒီ plane ကဒီအမှတ်ကလေးသူ့မှာပါမယ်ပေါ့အမှတ်တရတော့အများကြီးရှိမယ်လေရှိခဲ့တဲ့ကမှဒီအမှတ်လည်းအပါအဝင်လို့ပြောပြီးသူကတတ်မှတ်ပေးထားတာပြီးရင်လည်း and parallel တဲ့ပြိုင်နေ parallel ဆိုတာဖြစ်လေပြိုင်နေတဲ့ to the plane နောက်ထပ် plane တစ်ချက်နဲ့ပြိုင်နေအဲ့ဆိုတော့နောက်ထပ် plane တစ်ချက်ကို equation ပေးထားတာ ဒါဆိုရင်အဲ့ဒီ equation ပေးထားတဲ့ plane ဆိုတော့သူ့ရဲ့ equation လေးကိုတစ်ချက်က plane နှစ်ချက်ပြရင်းနေတာလေးဆွဲထားတယ်နော်ဆွဲထားပြီးရင်အောက်က plane ကငကူမူရင်း plane ဆိုပါစို့နော်အဲ့ဒါဆိုသူက minus 2x plus y plus 3z equal to 6ဖြစ်မယ်နော်တခါဆိုပြအပြိုင်ရှိနေတဲ့ plane ဆိုတော့ဒီ plane မှာကျတော့အမှတ်တစ်ခုရှိမှာတကယ်လို့အပေါ်က plane မှာเนาะရှိနေတဲ့အမှတ်ကလေးရပါလေ2 3 minus 1ဆိုတဲ့အမှတ်ကလေးပါဝင်နေပေါ့အဲ့တော့အဲ့ဒီ plane နှစ်ချက်တည်ပြိုင်နေတာဖြစ်တဲ့အတွက်အပြိုင်ရှိနေတော့ဒီချက် line တစ်ချောင်းဆွဲလိုက်ရင်အဲ့ဒီ line လေးဒီနှစ်ချက်လုံးပေါ်ကိုပါပြနေမလဲတောင်မှကြာနေမှာဒီလိုဖြစ်နေနော်အဲ့ဒါဆိုရင် logen ကဒီ2 3 minus 1ဆိုတဲ့အပေါ် plane တစ်ချက်ရဲ့ equation ကိုရှာပါလို့ပြောတာဒါဆိုသိရမှာကဒီ plane နှစ်ချက်တည်ပါဖြစ်နေရလဲပြိုင်နေတာပြိုင်နေတာဖြစ်တဲ့အတွက် plane နှစ်ချက်ရဲ့ equation ဒီအတူတူပဲဖြစ်တယ် နော် xyz တန်ဖိုးတူတူပဲဘာပဲမတူတာလဲဆိုတော့ဒီလိုအကွာဝေးရှိနေတယ် d ပေါ့ distant အကွာဝေးပဲမတူတာဒါဆိုရင်မတူတာဒီ d ပေါ့နော် d ပဲမတူတာခြံတဲ့ equation ဒီ point 2မှာဖြစ်တယ်ဆိုတော့ point 2မှာဖြစ်တဲ့အတွက် equation နှစ်ကြောင်းတူမယ်ပေါ့နော်တူနေတဲ့အချက်ကိုတုံသွားမှာဖြစ်တယ်အဲ့တော့ကိုတိတာကိုအရင်ရေးမှာဖြစ်တဲ့အတွက်အောက်က plane ကိုပေးထားတဲ့အထက်က เนาะအောက်က plain ပို့ပေးထားတဲ့ထဲကဒီ plain ရဲ့ abc မသိဘူးလားသိတယ်เนาะ -2 1 3အဲ့ဒါလေးဒီဒီတောက်မှန်ကြနေတဲ့ line ရဲ့ဘာနဲ့အတူတူပဲလဲ directive value နဲ့အတူတူပဲဖြစ်တဲ့အတွက် -2 1 3ဒီအပေါ်အချက်အတွက်လည်းဒီ directive value ပဲအောက်တစ်ချက်ပေါ်ကိုလည်းဒီ line ကတောက်တောက်မှန်ကြနေတဲ့အတွက် တူတူပဲเนาะအဲ့တော့ line ရဲ့ directive value ဖြစ်တဲ့ lmn ကိုသိသွားပြီဆိုတော့အဲ့ဒါလေးကိုရေးမယ်ပေါ့เนาะ directive value of the require plane ပေါ့เนาะဒီငါကိုကိုလိုချင်နေတဲ့ plane ရဲ့ directive value ဟာလည်းပဲဒါပဲပေါ့เนาะဒါကြောင့်မလို့ directive value value of the require plane နော်အဲ့ဒါလေးရ require plane is ကဘယ်လောက်လို့သိထားလဲ minus 2 1 3ပေါ့နော်ဒါတစ်ချက်ရပြီရပြီဆိုရင်ဒီချက်တို့ရ require plane ဒီ equation 2မှာဒီပဲမတူမှာဖြစ်တဲ့အတွက်နော် require plane the equation of the require plane ပေါ့နော် the equation ကိုကိုအပြည့်စုံကြီးနော် the equation of the require play is အတူတူပဲလို့ပြောတဲ့အတွက် minus 2x plus y plus 3z equal to ဘာမတူတာလဲ d ပေါ့နော် distance မသိသေးဘူးလေဆိုတော့ d အဲ့ဒါဆိုရင်အဲ့ဒီမှာ d လေးရှာဖို့လို့မှာပေါ့ဘာကြောင့်လဲဆိုသူနောက်မှာ because နဲ့ထည့်လို့ရတယ်နော်အပေကြောင့်ဆိုတော့ဆိုပြီးနောက်မှာတွင်စတွင်ပိတ်လေးနဲ့အပေကြောင့်ဆိုတော့ two planes are parallel လို့ရေးလိုက်နော် to play are parallel နော် parallel ဖြစ်နေလို့ Okay အဲ့ဒါဆိုရင်အဲ့ဒီကနေတီချာတို့ဘာစာမှာလဲဆိုတော့ဒီလေးလိုချင်တာဖြစ်တဲ့အတွက်တီချာတို့ဒီ2 3 1ဆိုတဲ့ point ဟာဒီ plane ပေါ်မှာရှိတယ်နော်အဲ့ဒါကိုသုံးမယ်ဒါကြောင့်မလို့2 3 1 lines on နောက်တစ်မြက်သွားနောက်တစ်မြက်နာသွားလိုက်မယ် ပေါ်တော့ဒီချက်လုံးမှာအခုတိထားတယ်ပေါ့နော်2 minus 1ဆိုတဲ့အမှတ်ကလေးဟာ lines on ရှိသည် lines on the require plane နော် require plane ပေါ်မှာရှိနေအမှတ်က line ရဲ့အမှတ်နဲ့ ပလင်းပေါ်ကအမှတ်နဲ့ဟာထိနေတာဖြစ်တဲ့အတွက်အမှတ်တမှတ်တူနေမှာမဟုတ်ဘူးလားဟုတ်တယ်နော်တူနေမှာဒါကြောင့်မလို့သူ့ရဲ့ equation ရဲ့ x နေရာလေးမှာတချို့ဒီရတိတဲ့2 3 minus 1ကိုထည့်မယ်ခုနလိုပဲနော်ဒါကြောင့်မလို့ minus 2x လို့ပြောတဲ့အတွက် x တန်ဖိုးထည့်မှာဆိုရင် minus 2 x နေရာမှာဘယ်လောက်လဲ2ထည့်မယ်နော် minus 2 into 2 plus နောက်တစ်ခုကြည့် y plus y plus wine ဆိုတဲ့အတွက် wine ကဒီမှာ3ဖြစ်တဲ့အတွက် plus 3เนาะပြီးရင် plus နောက်က z ကကြတော့3 z 3 z လို့ပြောတဲ့အတွက်3 into minus 1ပေါ့เนาะ3 into minus 1 equal to d ဒါဆိုရင် minus 4 plus 3 minus 3 equal to d ပေါ့ဒါဆို d equal to d ဘယ်လောက်ရမလဲ minus 4ရမယ်เนาะအဲ့ဆို d ရသွားပြီဖြစ်တဲ့အတွက်ခုန equation ပြန်ရေးလို့ရသွားပြီအဖြေထုတ်မယ် that equation of the require plate is 뭐였더래? minus 2x 뷰어래 나? minus 2x plus y plus 3z equal to d 소래도 equal to minus 4. 나서 꼴로 전에 플레이의 이퀘이션고 야 더비. နားလည်ရလားဟုတ်ပြီနော်အဲ့ဒါဆိုဒီ channel video ကိုဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ